မင်္ဂလာပါရှင်ခစ်သစ် TV channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စင်ကိုင်မှုနယ်တွင်စစ်တပ်အတုရောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ဖူပေါင်းပါဝင်နေသောဖြူစော်တီ၅ဦးကိုအရှင်ဖမ်းပြီးလက်ပြပုံများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းစင်ကိုင်မြို့နယ်တွင်အကြံဖက်စစ်တပ်၏အတုအယောင် တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ဖူပေါင်းပါဝင်နေသောပြူစောထင်းကားဦးကိုအရှင်ဖမ်းမိကလက်ပြပုံးများတိတ်စီရရှိခဲ့ကြောင်းကြောက်စဲခရိုင်အမှတ်နှစ်တက်ရင်တက်ခွဲနှစ်ထံမှသိရပါတယ်။နိုဝင်ဘာလ18ရက်နေ့တွင်စင့်ကိုင်မြို့နယ်အတွင်အကြံဖတ်စစ်တိတ်အတူရောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်လက်နက်ကင်ဖူပေါင်းပါဝင်နေသောပြူစောထင်းများလိုက်ပါသည့်ထော်လာကြည်တစီကိုတော်လိုင်းရေးတက်ဖွဲ့များကစောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထို့သောစောင့်ကြိုဖမ်းဆီးမှုအတွင်ထော်လာကြီးပေါ်လိုက်ပါလာသောပြူစော်တီငါဦးကိုတော်လန်ရေးတပ်ဖွဲ့များအရှင်ဖမ်းမိခဲ့ပြီး၎င်းတို့ကင်ဆောင်ထားသောလက်ပစ်ပုံများလည်းတင်စီရရှိခဲ့ကြောင်းသိရပါဗျ။ရှင်းသုံးဖမ်းဆီးရမိသောပြူစော်တီငါဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံလွှဲပြောင်းပို့ဆောင်လိုက်ပြီးအရေးယူမှုများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။အဆိုပါဖမ်းဆီးမှုကိုကြောက်စဲခရိုင်အမှတ်နှစ်တရင်တက်ခွဲနှင့်ကြောက်စဲခရိုင်အမှတ်နှစ်တရင်တက်ခွဲသုံးနှင့်စင်ကိုင်ပါကဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရေးပေါ်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အလားတူဇူလိုင်လပိုင်းကလည်းနမောက်မျိုးတစ်လမ်းပိုင်းတွင်တော်လိုင်းရေးတက်များကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေစဉ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းဆက်ရေး မောင်မင်းသူကိုလည်းအရှင်ဖန်းစည်းနိုင်ခဲ့ကြောင်းထို့သောဖန်းစည်းရမိသောရွေးကောက်ပွဲကော်မရှင်အကြီးတန်းစည်ရင်မောင်မင်းသူထံမှရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်ပတ်သက်သည့်စည်ရင်တချို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။ဆလပီထိန်းချုပ်နယ်မြေအတွင်ပြည်သူကိုလှည့်ပြမိရွေးကောက်ပွဲအတု မချင်းပနိုင်ရန်စန့်ကျင်သွားပြီဟုဒုတထုခရိုင်ဖအံမြို့နယ် KNU ချိန်ညားတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်ဖအံမြို့နယ်မှာစစ်ရဆုံမှုကျူးလွန်နေတဲ့စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲကို KNU ဗဟိုရဲ့သဘောထားအတိုင်းစန့်ကျင်သွားမယ်လို့ခရင်အမျိုးသားအစည်းအရုံး KNU ဒုတထုခရိုင်ဖအံမြို့နယ်အလုံးမှုဆောင်ကော်မတီကထုတ်ပြန်ကြေညာပါတယ်။ ထုတ်ပြန်ချက်ထဲမှာအကြံဖတ်စစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲကိုဒူးတထုခရိုင်ဖအံမြို့နယ်ထိန်းချုပ်နေမိအတွင်ခွင့်ပြုမှာမဟုတ်ပဲပြက်ပြက်သားသားဆန့်ကျင်သွားမှာဖြစ်ကြောင်းပြောထားပါတယ်။ပြည်သူတွေဟာစစ်တပ်ရဲ့စစ်မှုထမ်းဥပဒေကြောင့်တော့လကောင်းစစ်ဘေးကြောင့်တော့လကောင်းနေရက်မှအေးအေးချမ်းချမ်းနေထိုင်နိုင်ခြင်းမရှိတော့ပဲ ကြန့်ရှိနေတဲ့ပြည်သူတွေနဲ့သာအတင်းအဓမ္မမဲပေးစေခိုင်းတာကိုရင်ဆိုင်နေရကြောင်းစစ်တပ်ကပြည်သူလူထုနားလည်ဖို့ခက်ခဲရှုပ်ထွေးတဲ့ရွှေကောက်ပွဲစနစ်နဲ့သူတို့လိုချင်တဲ့အဖြစ်ကိုထုတ်နိုင်တဲ့ electronic မဲပေးတဲ့လုပ်ငန်းစဉ်ကိုအသုံးပြုခြင်းဟာတိကျမှန်ကန်တဲ့ရလမဟုတ်ကြောင်းထုတ်ပြန်ကြမှာဖော်ပြချပါတယ်ဒါကြောင့် KNU ဗဟိုရဲ့သဘောတရက်တီချက်အတိုင်းဖန်အမျိုးနယ်အတွင်းပြည်သူလူထုကိုလိမ့်လေလှည့်ဖျားမယ်အတူရောင်ရွေးကောက်ပွဲကိုခွင့်ပြုမှာမဟုတ်ဘဲစန့်ကျင်သွားမယ်လို့ဆိုပါတယ် ပြည်သူတွေအနေနဲ့လည်းအာနာရှင်သက်ဆိုးရှေ့စေမဲ့အထုရောက်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်တာမျိုးမဟုတ်ပဲအကြမ်းမဖက်တဲ့အနေနဲ့စန့်ကျင်သွားကြဖို့ဆန္ဒမဲတွေကိုအလွဲသုံးစားပြုခွင့်မပေးဖို့ KNU ဒူးတထူခရိုင်ဖအံမျိုးနယ်ကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ၂ရက်နေ့ကလည်းကရင်ပြည်နယ်ဖအံမျိုးမှာစစ်တလအောက်ခံကြန့်ခိုင်ရေးပါတီရဲ့လွှတ်တော်ကိုစဲလေလောင်စောမြင့်ဦးရဲ့တပ်ပုံနဲ့စာသားပါဆိုင်ပုတ်ကိုစုပ်ဖြဲလို့ဆိုပြီးလူငယ်နှစ်ယောက်ကိုရွေးကောက်ပွဲနှောက်ယှက်မှုနဲ့စစ်တပ်ကဖမ်းဆီးခဲ့ပါသေးတယ်။ လာရှိုနာကစခန်းတွေကိုစုခိုင်းရကနေစစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာရှိုမြို့နာမှာတက်ဆွဲထားတဲ့ MNDAA တပ်တွေစုပေးဖို့စေအုပ်စုရဲ့အမတ်ငါစစ်စင်ရေးအထူးအဖွဲ့မှုကိုယ်တိုင်လာရှိုမြို့အထိလာရောက်တောင်းဆိုပေးမယ်။ရင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားသလို MNDAA ကလည်းအင်အားတိုးချဲ့ချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။လာရှိုမျိုးကနေမန္တလေးမျိုးဘက်ကိုတီးတဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောက်မွန်းနေတန်ရန် မိုင်းရဲမျိုးဘက်ကိုသွားတဲ့နန်ပေါင်ဟိုရရွာတွေမှာ MNDAA ကတက်ဆွဲထားတာကိုနိုဝင်ဘာလ17ရက်နေ့ကလာရှိုးမြို့စစ်နက်ကဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုပ်ခွာခိုင်းတာလို့စုံစမ်းသိရှိရပါတယ်။နောက်ကျမိုက်တရေတင်ဆက်မှုကိုဒီမှာပဲညနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။